high level thinking တာရွေ့မြင့်သောနေပေကနေဘယ်လိုမျိုးစဉ်းစားရမလဲအဲ့တော့ high level thinking ဆိုတာက အထက်အရာကိုဆွဲလန်းခြင်းဖြစ်တယ်ကောင်းကင်နေပေကနေပြီးတော့ဘုရားသခင်ကဲ့သို့ခရစ်တော်ဤစိတ်တော်ကိုငါတို့ဒီခံရကြဤလို့ပြောတာဖြစ်တဲ့အတွက်ခရစ်တော်ရဲ့စိတ်တော်နဲ့တွေ့တော်ခြင်းဖြစ်တယ်ခရစ်တော်ရဲ့စိတ်တော်နဲ့စဉ်းစားခြင်းဖြစ်တယ် အဲ့တော့ high level thinking ဆိုပါလေဆိုဒီမသေးခန်းကြီး16အငယ်1ကနေ3မှာမသေးခန်းကြီး16တခန်းလုံးမှာကျမတို့မြင်ရတာဖြစ်တယ်အရင်ဆုံးအခန်းငယ်1ကနေ3ကိုအတူတူကြည့်ရဒါက transfiguration ဆိုတဲ့အဖြစ်ပြဖြစ်တဲ့နေရာဖြစ်တယ်ယေရှုခရစ်တော်ရဲ့ဘုံပွင့်ခြင်းယေရှုကားနိုင်ကိုမတက်ခင်မှာယေရှုရဲ့ဘုံပွင့်ခြင်းဖြစ်တဲ့နေရာအကြောင်းကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ယေရှုနဲ့တပည့်တော်တွေ ယောဟန်ရဲ့ပေတရုရဲ့ယာကုပ်ရဲ့သုံးယောက်ကအလုံးမြင့်တဲ့တောင်ပေါ်ကိုတက်သွားတယ်။အဲ့ဒီနေရာဟာစိတ်ကြွေတဲ့အရေးဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့ဒီနေရာမှာဘယ်သူမှမရှိဘူး။သူတို့ပဲရှိရတယ်။ဒါပေမဲ့သူတို့ပဲတော့မဟုတ်ဘူး။ကောင်းကင်ကနေပြီးတော့အေလိယရဲ့မိုးရှေလေးရောက်လာတယ်။ဝိညာဉ်လေးတို့ကပြောင်းသွားတယ်။အဲ့ဒီတောင်တစ်ခုဆိုတဲ့န နေပြီးတော့ရုတ်တရက်ဆိုတဲ့လူမျိုးလေတုကြီးကလုံးဝကိုပြောင်းချသွားပြီးတော့ယေရှုကိုပုံမှန်အနေနဲ့မမြင်ရတော့သူတို့ကယေရှုကမျက်နာမှာရောင်ကြီးတွေထွန်းတောင့်နေတာကိုတပည့်တော်တွေကမြင်ရဒီအဖြစ်ပြက်ကယေရှုကသူ့မကြာခင်မှာယေရုရှလင်မြို့မှာအသက်ခံရမယ်ကားတိုင်းတက်ရမယ်တကြိုချင်းခံရမယ်ပြီးတဲ့ခါမှာသုံးရမြောက်နေ့တွေမှာရှင်မြတ်ထမြောက်မယ်ဆိုရင်အကြောင်းကိုမောရှေရဲ့အေလိယရဲ့နဲ့လာပြီးတော့ဆွေးနွေးတာဖြစ်တယ် အဲ့မေဆွေတကယ်တော့ယေရှုသူလာပြီးဆွေးနွေးတဲ့ subject ကကောင်းကြီးရမယ်နော်ကြွယ်ဝမယ်ဆိုတဲ့အကြောင်းနေမဟုတ်တေးရမယ်ဆိုတဲ့အကြောင်းဖြစ်တယ်ကားတိုင်းတက်ရမယ်ဆိုတဲ့အကြောင်းဖြစ်တယ်နားလည်မလားအချင်းနေဂျုံရမယ်ရှေ့မှာစောင့်နေတဲ့အရာ1 2 3ကတော့ယေရှုအတွက်ကမလွယ်တဲ့ကိစ္စဖြစ်တယ်ယေရှုအတွက်တော့တကယ်ကိုမလွယ်ဒါမေဆွေကြည့်ပါယေရှုရဲ့ရင်ဆိုင်ပုံကိုကျမတို့ကြည့်ရအောင်ယေရှုကလောကသားတွေလိုမျိုးအဲ့ဒီအချင်းတွေကိုမစင်စားဘူးဖြစ်တယ်လောကသားတွေဆိုရင်တော့ဒီလိုဆိုးွားတဲ့နေရာတွေကျောမှာတခါတယ်နော်ချိန်မကိုင်မီလက်မက ไก่มีဖြစ်มางูยิงงูนี่มาဓမ္မမို့ရင်လဲအဲ့ရဘောထနိုင်တော့မှာမဟုတ်နွမ်းပြပြီးတော့ကျမတို့ဖြစ်တဲ့ပုံစံမျိုးတွေပေါ့เนาะမြင်အောင်ကြည့်ပါတဲ껙ဘလို့ဖြစ်လဲပတ်စံမရှိရင်ဘလို့ဖြစ်လဲစိတ်ပူစရာတခုခုရှိရင်တင်ဘလို့ပုံစံဖြစ်လဲယေရှုနဲ့တူလားယေရှုအောင်မဘုံပွင့်နေ hallelujah ဓမ္မသင်္ကာရင်းတိုင်းမဖြစ်စရာမလို့ယေရှုကတင်ဝင်ကခုတူကြုံရတဲ့နယ်ပယ်တဲ့အသင်ခေါ်သွားချင်တာဖြစ်တယ်ကျန်းစာတွေမှာပါတဲ့အရာတွေဟာကျမတို့အတွက်ဖြစ်နိုင်တဲ့အရာတွေဖြစ်ပါတယ်အားကြောင့်မလို့ကျန်းစာတွေမှာရှိနေတယ်ယေရှုလုံနိုင်ခဲ့တယ်ဆိုတာပဲပြောဖို့မဟုတ်ဘူးက ျမတို့ကိုလည်းဖြစ်နိုင်တယ်လို့ပေါ်ပြနေတာဖြစ်တယ်အဲ့ယေရှုက तू မကြခင်မှာ तू ရင်ဆိုင်ရတော့မယ့်အရာတွေရှိရယ် तू မကြခင်မှာကားတိုင်းကိုတက်ရမယ်ဒီနေရာလာပြီးဆွေးနွေးတာကလည်း तू ဒီနေရာအကြောင်းမေးလာတာမဟုတ် तू သိတယ်ဒီနေရာမှာ तू ရဲ့မောရှေရဲ့အေလိယရဲ့တွေးဆောင်ရမယ်ဆိုတာယေရှုသိလို့လာတာဒီနေရာဒါပေမဲ့ယေရှုလာတဲ့အချိန်မှာလေတို့ကြီးကရုပ်တရက်ပြောင်းလဲသွားတယ်အဲ့ဒီနေရာမှာမတူတဲ့အဖြစ်အပျက်တွေဖြစ်လာတယ်မှန်သားပါညီကိုမမတို့တင်ဟာ နေရမှန်မှရှိရင်လူမှန်နေနဲ့ရှိရင်ကြုံရတဲ့အခြေအနေချင်းချင်းတွေ့အောင်လောကသားတွေနဲ့တဲ့ပုံစံနဲ့တူမှာမဟုတ်ဘူးဖြစ်တယ်။ယေရှုကတောင်ပေါ်ဆိုတဲ့ဖျားသခင်ရဲ့မျက်မှောက်တော်တွေသူလာပြီးတော့တိုးဝင်တာဖြစ်တယ်။တောင်ပေါ်ဆိုတာမှရိုးရိုးတောင်မဟုတ်အလွန်မြင့်သောတောင်နဲ့ကျမ်းစာမှာရေးထားတယ် မြင်လားစွာသောတောင်အဝိညာဉ်ရမှာကျမတို့ဟာလမ်းတဝက်မှာပဲရက်တဲ့သူတွေမဟုတ်ဘဲနဲ့မြင်လားစွာသောအရက်ကိုတတ်ဖို့ရန်တော့လိုတယ်ဝိညာဉ်ရမှာအမြဲတိုးတက်ခြင်းတဲ့သူတွေဖြစ်ဖို့လိုတယ်နေရာမှန်မှန်နေရာယူပါမိတ်ဆွေရင်သူကတင်းကိုနောက်ရှင်းနေလို့ရသေးတယ်ဆိုတင်းသူရှိတဲ့နယ်နမိတ်မှာပဲရှိနေသေးလို့သူမရှိတဲ့ဝိညာဉ်ရနေပရဲ့နည်းနည်းတဲ့အရက်ကိုသွားပါကျမတရက်မှာ 耶稣，怎么倒呢？因为哎呀，奶奶教到啊，比龙儿的舌头不能流啊，比方。怎么数倒呢？因为培养妈妈耳朵的多呀，呢。怎么所有人的灵魂分享？啊，呢，怎么，哦，啊，差不多吧，大概这样呢。数倒呢，数倒呢，数倒，这千年数的，数倒呢，这千年数的，数倒。啊，呢，怎么轮流呢？因为，怎么培养的？培养，口才培养，歪了。把轮流来嗦。怎么数倒？我今天晚上嘛，没有姐姐，那等你啊，妹妹们来分享呢。啊，呢，怎么培养的？培养，口才培养，多哎。培养点，怎么把培养起来嗦？ ဒီနေပယ်မှာသူမရှိတော့ဘူးလားအကျွန်မတို့ကရင်သူလိုက်နောက်ရှင်းလို့ရတဲ့နေပယ်ထဲမှာပဲနေနေလို့မရကျွန်မတို့ကတကယ်လက်ရှိရအရက်သေးကိုတိုးဝင်ဖို့လို့တကယ်ဖျားနဲ့ချိတ်စစ်တဲ့နေရာအထိကိုသွားဖို့လို့ဒါကြောင့်မလို့တဲတော်မှာတဲတော်ဝန်းရှိရဲ့တန်ရှေ့ရဌာနရှိရဲ့ဒါပေမဲ့ attention zone ဌာနတော်ဆိုတာရှိအဲ့နေရာကတော့ဖျားနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့နေရာဖြစ်တယ်ဖျားရဲ့ဘုံတော်ကိုမြင်ရတဲ့နေရာဖြစ်တယ် အဲ့ကြောင့်မိတ်ဆွေကျမတို့ဟာဖရာသခင်ရဲ့အနက်ဆိုင်ဆုံးနဲ့ဒီသွားဖို့လို့ဝိညာဉ်ရေးရမှာလမ်းတဝက်မှာပဲကျင်းနေတဲ့သူမဖြစ်ပါနဲ့အယေရှုကအဲ့အတွင်းဆုံးကိုယေရှုဝင်တဲ့အခါမှာအဲ့ဒီနေရာမှာဘသူရှိလဲဆိုလို့ရှိရင်ယုံကြည်ခြင်းဖခင်ကြီးတွေဖြစ်တဲ့မောရှေရဲ့အေလိယားရဲ့ရှိရနေရာမှန်မှရှိပါတဲ့ဟာတင်းပြဒနာတွေအခက်ခဲတွေနဲ့တင်းရင်ဆိုင်ရတဲ့အခါမှာ နေရမှန်မှနေရယူဖို့ရန်အတွက်သိက္ကိုအရေးကြီးရဖြစ်တယ်။အမြင့်ကြီးစဉ်းစားတဲ့သူတွေကအထက်အရာတွေကိုဆွေးလက်နေသူတွေကလူတွေလိုမျိုးခုနာခွေဒီနာခွေမဟုတ်ပြဒနာနဲ့ကြုံရရင်သူတို့ဘမှာရှိရမလဲဆိုတော့သူတို့ကောင်းကောင်းမသိဘူး။သူတို့ထဲထဲမှာသူတို့ဟာဘေးနေရာဟာသူတို့အတွက်အလုံးခြုံဆုံးလေ။ဘေးနေရာဟာသူတို့အတွက် break through ရှိလေ။ဘေးနေရာမှာသူတို့ရဲ့ဖြစ်ချင်းအမှန်ကိုသူတို့မြင်ရမလဲဆိုတော့သူတို့သိတယ်။ဖျားခင်မျက်မှောက်တော်ထဲမှာယုံကြည်ခြင်းအားကြီးတဲ့လူတွေရှိတဲ့နေရာမှာသင်ရှိရင်သင်ဘယ်သူလဲဆိုတော့သင်မြင်ရလိမ့်မယ်။ ိမ့်နေရမှာအဲ့ဒီနေရာမှာတရားခွန်အားနဲ့ပြည့်ခြင်းခံစားရလိမ့်မယ်